မေရိကန်စစ်တပ်ကယေမန်နိုင်ငံရှိအီရန်ကျောက်ထောင်နောက်ခံဟူသီအဖွဲ့ကိုမတိုက်ခတ်မီလေးမှာထိတ်တန့်အစိုးရအရာရှိကြီးတွေဟာလူမှုကွန်ရက်တစ်ခုဖြစ်တဲ့စစ်ကနေမှာစစ်ပွဲအစီအစဉ်တွေကိုမတော်တဆမျှဝေမိခဲ့တယ်လို့အင်ဘူရောကတနင်္လာနေ့မှာပြောကြားခဲ့ပါတယ်။ဒီမိုကရက်တစ်နှုတ်တော်မက်တွေကမတော်တဆဖြစ်စဉ်ကိုပန့်ကွဲခဲ့ပြီးအမေရိကန်မျိုးသားနှုံကြုံရေးချိုးဖောက်မှုနဲ့ကွန်ဂရက်ကစုံစမ်းစစ်ဆေးရမယ့်ဥပဒေချိုးဖောက်မှုတစ်ခုဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ ဟူတီပီစီစမော့လူလို့ခေါ်တဲ့စေကနေမှာအုပ်စုဖွဲ့ဆွေးနွေးရက် group မှာဝင်ရောက်ဖို့မက်စလာ73ရက်ကမမျှော်လင့်ပဲသူ့ကိုဖိတ်ကြားခဲ့တယ်လို့ Atlantic Magazine ရဲ့ Editor ချုပ် Jeffrey Goldberg ကပြောကြားခဲ့ပါတယ်။အဆိုပါစေကနေ group မှာမျိုးသားလုံးကြုံရေးအကြံပေး Mike Wicks ကလက်ထောက်ဖြစ်သူ LS Wong ကို American ရဲ့ဟူတီအဖွဲ့တိုက်ခိုက်ရေးမှာနှိမ့်နိုင်ဆောင်ရွက်ရမယ်။ Tiger Team ကိုအဖွဲ့တစ်ခုထူလာမှုတာဝန်ပေးခဲ့ပါတယ်။ စေကနေဂရုဟာအစစ်မှန်ဖြစ်ပုံပေါ်တယ်လို့အမေရိကန်မျိုးသားနှုံကြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ Brian Hughes ကပြောပါရယ်။ပင်လယ်နက်ဒရင်းတိုက်ခိုက်မှုတွေကြောင့်အမေရိကန်သမ္မတ Donald Trump ဟာမက်စမာ15ရက်မှာရီမင်းနိုင်ငံရှိဟူတီအဖွဲ့ကိုတိုက်ခိုက်မှုတွေစတင်ခဲ့ပြီးဟူတီအဖွဲ့ကိုထောက်ခံတာချက်ချင်းရပ်တန့်မှုအီရန်နိုင်ငံကိုသတိပေးခဲ့ပါရယ်။တိုက်ခိုက်မှုမစမီ နိုင်ပိုင်းအနှဲငယ်အလို့မှာအမေရိကန်ကာဝေးဝင်ကြီး PG Hasash က စစ်တပ်နဲ့ group မှာပြစ်မှတ်တွေအမေရိကန်ကသုံးမဲ့လက်နက်တွေစတဲ့စစ်ပွဲအစီအစဉ်အသေးစိတ်ကိုတင်ခဲ့တာပါ။စစ်ကနေ group မှာအမေရိကန်ဒုတိယသမ္မတ JD Vance နိုင်ငံသားရေးဝန်ကြီး Marco Rubio CIA ညွှန်ကြားမှု John Ratcliffe အမျိုးသားထောင်လိုင်းအဖွဲ့အညွှန်ကြားမှု Tulsi Gabbard ဗန်နိုင်းဝန်ကြီး Scott Beckson အင်ဖြူရန်ဂျီကန်ဆူစီဝိုင်းစ်နဲ့အမျိုးသားနှုံကြွင်းကောင်စီတာဝန်ရှိသူတွေ ပါဝင်တယ်လို့ Jeffrey Goldberg ကဆိုပါတယ် ဖြစ်စဉ်ကိုသတိမထားမိဘူးလို့ဒေါ်နယ်ထရန့်ကအင်ဖြူရောမှသတင်းထောက်တွေကိုပြောပါရယ်ဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်တော်ဘာမှမသိပါဘူးလို့၎င်းကဆိုပါရယ်စစ်ဆေးမှုတရလုံးဆောင်ခဲ့ပြီးတမရန်ဒေါ်နယ်ထရန့်ကိုဖြစ်စဉ်နဲ့ပတ်သက်လို့ရှင်းပြခဲ့တယ်လို့အင်ဖြူရောတာဝန်ရှိသူတူကပြောပါရယ်အမေရိကန်ကဝဲဝင်ကြီးဖီတီဟက်ဆက်ကစစ်ကနေဂရုမှာရီမင်းစစ်ပွဲစီစဉ်တွေကိုမျှဝေခဲ့တာကိုငင်းဆန်ခဲ့ပါရယ် ဘယ်သူကမှစစ်ပွဲအစီအစဉ်ကိုမျှဝေခဲ့တာမရှိပါဘူး။ကျွန်တော်ပြောနိုင်တာဒါပဲဖြစ်ပါတယ်လို့တနင်္လာနေ့ကဟဝိုင်အီကိုတရားဝင် ခီးစဉ်တစ်ခုမတိုင်မီ၎င်းကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဗင်နီဇိုလားနိုင်ငံကနေရေနံတင်သွင်းမှုပေါ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစီးကျက်ခွန်တမန်လိုက်မှုကိုတရုတ်နိုင်ငံကရှုံချခဲ့ပြီးတခြားနိုင်ငံရဲ့ပြည်ရင်းရေးကိုဝင်ရောက်ဆွတ်ဖက်တဲ့တရားမဝင်တန်ခတ်ပိတ်ဆို့မှုလို့ပြောဆိုလိုက်ပါတယ် အမေရိကန်နိုင်ငံရဲ့တရားမဝင်တစ်ဖက်သက်တံခတ်ပိတ်ဆို့မှုတွေအလွဲသုံးစားမှုနဲ့လက်နက်နဲ့တရားစီရင်မှုကိုတရုတ်နိုင်ငံကခိုင်မာစွာဆန့်ကျင်ပါတယ်လို့နိုင်ငံရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူခွန်ချီယက်ခန့်ကပေကျင်းမြို့မှာသတင်းတောက်တွေကိုပြောပါရယ်ဗနီဇွဲလားနိုင်ငံသားရေနံသို့မဟုတ်တံခွေဝယ်ယူတဲ့ဤသည့်တိုင်းမီကမဆိုအမေရိကန်နိုင်ငံနဲ့ကုန်သွယ်ပါကစီးကျက်ခွန်25ရာခိုင်နှုန်းပေးရမယ်အမိန့်ကိုဒေါ်နယ်ထရန့်ကကြေညာရဲ့ပေါ်မေးခွန်းနဲ့ပတ်သက်လို့ သူကအခုလိုပြောကြားခဲ့တာပါဗီနီဇွဲလားပြည်ရင်းမှာဝင်ရောက်ဆက်ဖက်တိုင်းရက်ဆိုင်မှုခေါ်ချန်ခန့်ကတိုက်တွန်းခဲ့ပြီးဗီနီဇွဲလားနိုင်ငံပေါ်တရားမဝင်တစ်ဖက်သက်တန်ခတ်ပိတ်ဆို့တာဖျက်သိမ်းမှုအမေရိကန်အစိုးရက တောင်းဆိုခဲ့ပါတယ်ဗီနီဇွဲလားနဲ့အခြားတိုင်းမျိုးတွေနဲ့ငင်းချမ်းရေးတည်ငြိမ်မှုနဲ့ဝင်ပြုတ်တက်ရေးအတွက်ပုံမူလွတ်ဆောင်မှုလည်း၎င်းက တောင်းဆိုခဲ့ပါရယ်ဧပြီလ၂ရက်မှာအာနာစတီမဲဒေါ်နယ်ထရန့်ရဲ့အမိန့်သစ်အရဗင်နီဇွဲလားနိုင်ငံသားဖြစ်စေ တတိယတိုင်းပြည်ကဖြစ်စီဗင်နဇွဲလားရေနံကိုဝယ်ယူတဲ့မြစ်သိတိုင်းပြည်ကမဆိုစီချက်ဖွန်25ရာခိုင်နှုန်းတက်မှတ်မှာဖြစ်ပါတယ်။ကွန်ဂရက်စ်ပွဲသို့မဟုတ်စီချက်ခွန်စစ်ပွဲမှာနိုင်ရသူမရှိဘဲထတ်တိုးစီချက်ခွန်တက်မှတ်တာဟာအမေရိကန်စစ်ပွဲလုပ်ငန်းတွေနဲ့စားသုံးသူတွေအတွက်ပုံမှန်ကြီးမားတဲ့ဆုံးရှုံးမှုတွေသာဖြစ်စေပါမယ်လို့ခေါ်ဂျီယန်ကမ်ကပြောကြားခဲ့ပါတယ်။ မြမအကျက်တဲ့ပိုဆိုးဝါလာလာကြောင်းအိန္ဒိယပြည်ထဲဝင်ကြီး SJ ရှန်ကာဟာမြမရေးဆွေးနွေးဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူနီဘီရှော့နဲ့တွေ့ဆုံခဲ့ပါတယ်။အိန္ဒိယမြန်မာနယ်စပ်တည်ငြိမ်ရေးဒုက္ခသည်ခြေနေနယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုနဲ့စီးပွားရေးအထောက်အကူပေးရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ SJ ရှန်ကလူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်။အယက်သားတွေကိုတက်ပြတ်မှုကြောင့်မြန်မာစစ်ကောင်စီဟာ ကမ္ဘာနိုင်ငံတွေရဲ့အမျက်ဒေါသကိုရင်ဆိုင်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံဟာလုံခြုံရေးအကျိုးစီးပွားကိုအခြေခံပြီးမြန်မာရေးဖြည့်ရှင်မှုနှီးလန်းရှာဖွေနေပါတယ်။မြန်မာပြည်ပခန့်ဟာအိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်မှုကိုထိခိုက်စေတယ်လို့အိန္ဒိယအစိုးရကယူဆရပါတယ်။တရားမဝင်မူရစေနက်နက်ကုန်သွယ်မှုအိုင်းနာနဲ့တိုင်ဖွဲ့တွေရဲ့လှုံ့ဆော်မှုတွေကိုစစ်ဆေးရမှာမြန်မာစစ်ကောင်စီနဲ့လက်တွဲလှုံ့ဆော်မှုလိုအပ်တယ်လို့အိန္ဒိယအစိုးရကဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာပြီးခဲ့တဲ့နှစ်ကကျင်းပတဲ့ဘင်စတက်နိုင်ငံသားဝင်ကြီးများစီဝေးမှာတက်ရောက်ဖို့မြန်မာစစ်ကောင်စီနိုင်ငံသားဝင်ကြီးကိုဖိတ်ကြားခဲ့ပါတယ်။အိန္ဒိယဝင်ကြီးချုပ်နာရင်ဒရာမိုဒီဟာနာမည်အပတ်မှာထိုင်းနိုင်ငံမှာကျင်းပမဲ့ဘင်စတက်ဒိတ်သည်စီဝေးမှာမြန်မာစစ်ကောင်စီအကြီးအကဲမင်းအောင်လှိုင်နဲ့ညနေချင်းဆိုင်ဆွေးနွေးမယ်လို့ယူဆရပါတယ်။